မင်္ဂလာပါဒီဗီဒီယိုမှာတော့ light shot ကိုအသုံးပြုပြီးတော့မှကွန်ပျူတာမှာ screen shot ရိုင်နီးလေးကိုပြောပြပေးသွားပါမယ် light shot ဆိုတဲ့ software တုံးမှာဖြစ်လို့ browser တစ်ခုထဲကိုဝင်လိုက်မယ်ပြီးတော့ light shot လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါမယ်ဒီ live show ဆိုတဲ့ website တွေကိုဝင်ဝေးရအတွက်တွေ့ရတဲ့ link လေးမှာ click တစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်။ ပြီးသားပြီးဆိုကိုယ့်ရဲ့ကွန်ပျူတာက Windows ဆိုလို့ရှိရင်တော့ download for Windows ကိုနှိပ်ပြီးတော့မှ software down မယ် map ဆိုလို့ရှိရင်တော့ download for map ကိုနှိပ်ပြီးတော့မှ software ကို down ပါမယ်ခုကကြတော့ Windows ဖြစ်နေတာဖြစ်လို့ download ကို Windows ကနေမှ software ကို down လိုက်မယ်ပြီးလို့ရှိရင် install လုပ်တာကြတော့ download လုပ်ထားတဲ့ file လေးကိုနှစ်ချက်နှိပ်ပြီးတော့မှ install လုပ်မယ်ဖိုရာထဲဝင်ပြီးတော့လည်းအဲ့ဒီကနေမှလည်း install လုပ်လို့ရပါတယ် install လုပ်မယ်ဆိုလို့ရှိရင် yes လို့နှိပ်ရွေးပေးရမယ်ပြီးတော့ okay ကိုနှိပ်မယ် accept the agreement ကိုရွေးမယ် next ကိုသွားပါမယ်ဆိုရင်တော့ software လေးကို install လုပ်ပြီးသွားပါပြီအဆိုဆန်းတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ test bar မှာရှိတဲ့ icon လေးကိုနှိပ်လိုက်ပါမယ်ဒါမှမဟုတ် auto view ကိုနှိပ်ပြီးတော့လဲ screenshot ယူလို့ရပါတယ် quality icon လေးကိုနှိပ်လိုက်မယ်နော် အဲ့ဒါလို့ရှိရင်သူက screen shot ရိုက်ဖို့ကိုယ်ဆိုင်နေတဲ့တလူဆွဲလို့ရပြီအချင်းကျဲလို့လို့ရတယ်ဒါပေမဲ့ဒီအောက်ဘက်မှာဆိုလို့ရှိရင် ပုံလေးပါနေရဖြစ်တဲ့အတွက်ကြောင့်အဲ့ပုံကိုမလိုချင်ဘူးဆိုလို့ရှိရင်တော့ keyboard ကနေမှ order နဲ့ပြီးနဲ့နှိပ်ပြီးတော့တုံးလို့ရပါတယ်အဲ့ဆို order ပြီးနှိပ်ပြီးတော့မှ screen shot ရိုက်လိုက်ပါပြီပြီးတော့သူကအချင်းကျဲလို့လို့ရတယ် ဒီကွန်ပျူတာကြီးတစ်ခုလုံးကွန်ပျူတာမှာရှိတဲ့ screen ကြီးတစ်ခုလုံးပေါ်နေတာမဟုတ်ဘဲနဲ့အဲကိုလိုရတဲ့လိုလေးယူလို့ရတယ်ပြီးတော့ highlight လေးကြီးလည်းလုပ်လို့ရတယ်အလိုရလို့ရှင်များလေးကြီးလည်းတုံးလို့ရတယ်စားရိုက်မယ်ဆိုလို့ရှိရင်လည်းရိုက်လို့ရပါတယ်ကိုကတစ်ခုခုကိုလုပ်ပြီးတော့မှပြင်နေတယ်ဆိုလို့ရှိရင်လည်းဟို control z ခေါ်လို့ရတယ်ဒါမှမဟုတ်ဒီ undo လေးကိုလည်းနှိပ်လို့ရတယ်အဲ့တော့ပြီးတော့မှ ဒီပုံကမိမိစိတ်ကြိုက်ဖြစ်သွားရည်ရှိလို့ရှိရင်တော့အဲ့ဒီပုံကို print တခါလေးတန်းထုတ်ရှင်လဲထုတ်လို့ရတယ်။နောက်တစ်ခုက copy ယူပြီးတော့မှတခြားနေရာမှာဟိုမှာ Viber တို့ WhatsApp တို့အဲ့ကနေမှပို့မယ်ဆိုလို့ရှိရင်လဲပို့ပို့လို့ရပါတယ်။ပြီးတော့ကကွန်ပျူတာမှာသိမ်းမယ်ဆိုလို့ရှိရင်လဲဒီကဟို save button လေးကိုနှိပ်ပြီးတော့မှကွန်ပျူတာမှာသိမ်းလို့ရပါတယ်။အဲ့မှာနာမည်ပြောင်းပြီးတော့လဲသိမ်းလို့ရတယ်နော်။ ဒါဆိုရင်တော့ဒီ software ကို install လုပ်ပြီးသွားပြီပြီးတော့သုံးလမ်းသုံးနှစ်သွားပြီအဲ့ဒီမှာခုနက autumn ပြီးမော်ပဲနဲ့တခြား key ပြောင်းလို့မရအောင်လားဆိုရတယ်ဒီခုနက icon လေးကိုနေအဲ့ဒီပေါ်မှာ right click လေးထောင်းမယ် option ကိုရွေးလိုက်မယ်ပြီးတော့ hot key ကိုရွေးမယ်ပြီးတော့ general hot key မှာဆိုလို့ရှိရင်ကိုက autumn ပြီးဖြစ်နေတာအဲ့ဒီဟာကိုပြောင်းမယ်ဆိုလို့ရှိရင် control ပြီးတော့တခြားဟိုဘောနော်ကိုအသုံးပြုချင်တဲ့ key လေးကိုယူပြီးတော့မှအသုံးလို့ရပါတယ် ပြောင်းတာကြတော့ order ကို keyboard ကနေပဲနှိပ်ပြီးတော့မှပြောင်းလိုက်တာเนาะပြီးတော့ရရှိလို့ရှိရင်เนาะ okay ကိုနှိပ်လိုက်ပါမယ်စသည်ဖြင့်ပုံလေးကိုလည်း customize လုပ်လို့ရတယ်ပြီးတော့နောက်ထပ်ကကြတော့ဒီ key ကိုဆိုလို့ရှိရင်လည်း customize လုပ်ပြီးတော့မှတောင်းလို့ရပါတယ်ဟောထောင်းရတာလည်းလွယ်ကူတယ် install လုပ်ရတာလည်းလွယ်ကူ